ခုတည်းလောအမေရိကန်နိုင်ငံမှာအစားအသောက်ပြန်အန်းငွေရောက်ယူတဲ့နိုင်လည်မှုပုံစံအသစ်တစ်ခုပေါ်ပေါက်နေပါတယ်။လူတွေဟာညဉ့်ညေတု AI ကိုအသုံးပြုပြီးကောင်းပေါင်းမကျက်သေးတဲ့ဒါမှမဟုတ်အစိမ်းအတိုင်းရှိနေတဲ့ပါကားရရဲ့အတူရောင်တပ်ပုံတွေကိုဖန်တီးကြကအဲ့ဒီပုံတွေကိုစားတောက်ဆိုင်နေဒါမှမဟုတ်အစားအသောက်ပို့ဆောင်ရေး app တွေဒီပို့ကပြန်အန်းငွေတွေရယူနေကြပါတယ်ဒီပုံတွေဟာအစ်စ်နဲ့အလွန်တူးနေတာကြောင့်ဖောက်တဲ့ဝန်ဆောင်မှုဌာနတွေက အတူမှန်ခွတ်ခွဲချနိုင်ကြပါဘူး။ဒါကြောင့်စားတောက်ဆိုင်တွေဟာဒီလိမ့်လည်မှုတွေကိုတုံ့ပြန်ဖို့အခက်ခဲရင်ဆိုင်နေရပါတယ်။ကုန်ကြစရိတ်တွေမြင့်တက်လာခြင်းနဲ့ဝန်တန်းဖြစ်အားတွေကိုရင်ဆိုင်နေရတဲ့စားတောက်ဆိုင်လုပ်ငန်းအတွက်ဒါဟာကြီးမားတဲ့ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာနေပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှမို့ like and follow လုပ်ပြီးအားပေးခဲ့ကြပါဦးနော်။အားလုံးပဲအဆင်ပြေကြပါစေ။